လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပရီးမီးယားလီဂ်ပွဲစဉ်ရှစ် မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူရနေချိုးသွားတယ်ကျွန်တော်ကိုခိုင်းပါနိုင်ငံတကာပွဲစဉ်တွေရဲ့ဝိတုကကျွန်တော်တို့ကင်းလို့ပြီးတဲ့အချိန်မှာပရီးမီးယားလိနေတရီစီကိုပြန်လည်ရောက်ရှိလို့လာပါပြီဆိုတော့ကျွန်တော်တို့ပရီးမီးယားလိစစဖွင့်ခြင်းပွဲစဉ်ရှစ်မှာကြည့်ရမယ့်ပွဲတွေကပွဲကြီးပွဲကောင်းတွေအများကြီးပါပါတယ်ဒီထဲမှာမှာပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးနဲ့ရင်ခုန်စိတ်လှရှားမှုအပြည့်အဝဆုံးပေးစွမ်းနိုင်မဲ့ big match တပွဲပါလာပါတယ် အင်္ဂလန်ဒါဘီလို့တင်စားပြီးခေါ်ကြတယ်လို့နော့ဝက်ဒါဘီလို့လည်းတင်စားပြီးခေါ်ကြတဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်ပွဲစဉ်ရှင်းပရီးမီးယားလိပွဲစဉ်တွေကကျွန်တော်တို့လိုပရီးမီးယားလိကိုအယူမှုကြိုက်နေတတ်တဲ့ပရိသတ် တွေအတွက်ဒီတစ်ပတ်မှာလည်းစောင့်ကြိုလို့နေပြီးဖြစ်ပါတယ်โอเคအဲ့တော့ထုံးတဲ့နိုင်ပဲဒါပရီးမီးယားလိပွဲစဉ်ရှင်းမတိုင်ခင်မှာကစားဖို့ရှိနေတဲ့ဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးဘယ်အချိန်မှာကစားမယ် ဘယ်အသင်းတွေထိတိုက်တွေ့ဆုံနေတယ်ဘလောက်ထိ ကျွန်တော်တို့ရင်ခုန်မှုပေးဆွဲနိုင်မလဲစတဲ့ပွဲကြိုရင်ခုန်တန်လေးတွေကိုအခုပဲကျွန်တော်တို့အတူတူဆွေးနွေးကြည့်အောင်ခင်ဗျဒီတစ်ပတ်ရှင်မြိုင်ကစားမယ့် Premier League ပွဲစဉ်ရှစ်ကတော့ကျွန်တော်၃ရက်ခွဲပြီးတော့ရှင်မြိုင်ကစားမှာဖြစ်ပါတယ်စနေတနင်္ဂနွေတနင်္လာစသဖြင့်ပေါ့နော်ဆိုတော့စနေနေ့မှာပထမဆုံးရှင်မြိုင်ကစားမယ့်ပွဲက Nottingham Forest နဲ့ Chelsea Chelsea ဒီ Benfica ကိုအနိုင်ယူပြီးတဲ့အချိန်လမ်းကြောင်းမှန်ပေါ် ြန်ရောက်လေရောက်ထရှိတယ်ဆိုတဲ့အစင်လာကိုလက်ရှိအချိန်ထိလည်းကင်ဆွဲထားတော့မယ်ဒီနေ့အနည်းဆက်ဆုံးဘန်ဖီကာနဲ့တွေ့ခဲ့တဲ့ပွဲနှစ်ပွဲရှိတယ်ပထမတစ်ပွဲက FIFA Club World Cup မှာကျွန်တော်ဘန်ဖီကာနဲ့တွေ့တယ်ဘိုဘာဆွဲသွားတယ်ကျွန်တော်ဒုတိယအချိန် Champion League မှာတွေ့တယ်ကျွန်တော်ဘန်ဖီကာကိုနိုင်ဖို့လုံးဝမလွယ်ကူထင်ခဲ့ပေမဲ့နိုင်ခဲ့တယ်အဲ့နောက်ဆက်တွဲမှာ Liverpool ကိုပါကျွန်တော်မမျှော်လင့်မဲ့ထပ်နိုင်တယ် အဲ့တော့ကြောင့်ဘန်ဖီကာကိုနိုင်သွားပြီးရင်ချယ်ဆီရဲ့လမ်းကြောင်းမှန်ပေါ်ရောက်တဲ့ဆိုတော့ကံကိုယုံကြည်မှုကဘလောက်ထိကျွန်တော်တို့ကိုဆက်လက်မှန်ကန်စီမလဲဆိုတာဒီပွဲစဉ်မှာ တက်တည်ပြမှာပါတကယ်တော့တက်တည်ပြတယ်တော့မလို့ဗျ Northern Forest ကလက်ရှိအချိန်မှာပေါင်အရန်ကောင်းတဲ့အတင်းတင်းတော့မဟုတ်ဘူးမီးပြ Ange Bastille Kalu ကလည်းဘယ်ချိန်ဘယ်ကာလမှာထုတ်ပယ်ခံရမယ်အတိအကျမသိတဲ့နီးပြ New No Sun တို့ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ Northern Forest ကပြီးခဲ့တဲ့ဘောလုံးရည်က Northern Forest နဲ့ဆိုရင်တခြားစီပဲ Chelsea နေနဲ့မျောလင်းခွေအများကြီးရှိတဲ့ပွဲတင်တဲ့ပွဲပါ နောက်ထပ်နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးတွေရှိနေပါတယ်ကျွန်တော်ချယ်ဆီပရိသတ်တွေဒီပွဲတွေကိုစနေညအစောဆုံးပွဲတွေတစ်ပွဲအဖြစ်ကြည့်ရှုရမှာဖြစ်ပါတယ်နောက်ထပ်ကံမဲ့ပွဲတွေကည၈နာရီခွဲမှာအလုံး၅ပွဲရှိတယ်ဒီ၅ပွဲမှာလည်းပွဲကောင်းတွေပါတယ်အဲ့ဒီကမှ Brighton နဲ့ Newcastle ပွဲကလည်းပရိသတ်ကိုမမျှော်လင့်ပဲဆွဲဆောင်မှုပေးဖို့မှာတည်ကြတယ်နှစ်သင်းလုံးမှာကစားသမားကောင်းတွေပါတယ် Brighton အသင်းရဲ့ တိုက်စစ်စုဖွဲ့မှုကောင်းကောင်းနဲ့ကောင်းလာပါကြည့်ရဆိုတော့ညူကက်ဆယ်ရဲ့နောက်တန်းကိုဘလို့ထိုးဖောက်မလဲကြည့်ရမယ်ဂိုးတွေတောက်လျှောက်သွင်းနေတဲ့ဗော်ဒမေဒီတယောက်ဘရိုက်ဒန်တင်းရဲ့အိမ်ခွင်းမှာဂိုးထက်သွင်းနိုင်ပါအောင်မလားဆိုတာလဲစောင့်ကြည့်ရမှာပါဒီကြောင့်ဒီပွဲစဉ်ကလည်းပရိသတ်ကိုရင်ခုန်စိတ်လှရှာမှုပေးဆွဲအောင်မှာတော့တည်ကြပါတယ်နောက်ထပ်ပွဲကတော့ဘန်လီနဲ့လီးစ်ယူနိုက်တက်ဒီအသင်းတွေကပြီးခဲ့တဲ့ဘောလုံးရသည်ကချန်ပီယံရှစ်ကတန်တက်လာတဲ့အသင်းတွေလက်ရှိပရီးမီးယားလိရပွဲစဉ်၈ပွဲရောက်သေးတဲ့အခါကျတော့ ရီးမီးယားလိအတင်းချင်းထိတိုက်တွေ့ဆုံတဲ့ taste မျိုးတော့မရသေးဘူးဗျာဆိုတော့ရှစ်ပွဲတွေတော့တော့ဒီပွဲစဉ်ကတိတ်ရင်ခုန်စရာကောင်းမယ်လို့မထင်ပါဘူးနောက်တစ်ပွဲ Palace နဲ့ဘုံမောက်ဒီပွဲကလည်းမမျော်လင့်ပဲကြည့်လို့ကောင်းနိုင်တယ်ဘာကြောင့်လဲဆိုတော့လက်ရှိအချိန်ဒီအသင်းကိုကင်တွယ်နေတဲ့နီးပြနှစ်ယောက်လုံးကအရင်ထူးချွန်တဲ့နီးပြတယ်ဒါအရာဟိုလာဆိုလည်းကစားသမားကောင်းတွေမရှိတော့ပေမဲ့ဘုံမောက်ကိုဟန်ချမ်းမပြတ်အောင်ထိမ့်သိမ်းထားနိုင်တယ် Palace ဆိုရင်လည်းထုံနီးတူပဲကစားသမားကောင်းတချို့အသင်းမှာ မရှိတော့ဘူးအထူးသဖြင့် Abrigi Aze ပေါ့ Aze ဆိုရင်ဒီ Crystal Palace ရဲ့အဓိကမန်နိုင်ကစားသမားပဲလေတိုးတော့ Aze မရှိလဲ Aze မရှိတဲ့အလေအောက်နီးပြ Glasner အကောင်းဆုံး Palace ကိုထိန်းချောင်းပေးထားနိုင်တယ်ကြော့အရေးသွေးရှိတဲ့နီးပြနှစ်ယောက်ထိတ်တိုက်တွေ့ဆုံမဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကလည်း Brighton Newcastle ပွဲစဉ်လိုမျိုးပရိသတ်ကိုရင်ခုန်စိတ်လှုပ်ရှားမှုပေးဦးမှာပါနောက်ထပ်တစ်ပွဲ Man City နဲ့ Everton ဒီပွဲကလည်းဖြုံးပါဗျ Everton ကိုအထင်တော့သွားသေးလို့တော့မရအောင်နော် Everton ဒီ ရှုံးပွဲမရှိတဲ့ Palace အသင်းကိုပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့တဲ့အသင်းတစ်သင်းအခုကန်အမဲကွင်းကအဝေးကွင်းမှာ ဆိုပေမဲ့လည်း Man City အနေနဲ့ Everton ကိုဂယုတိုက်နဲ့ကစားဖို့လိုတယ်တကယ်လို့တကယ်လို့တစ်ချက်မှားသွားရတယ် Man City အနေနဲ့ပေးဆက်မှုကြီးမားသွားနိုင်တယ်အဲ့တော့ကြောင့် Pep Guardiola တို့တာတပဲအုပ်စုဖိဖိစည်းစည်းနဲ့ဒီပွဲတင်ကိုရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဒီပွဲကတော့ Sunderland နဲ့ Wolverhampton ဒီပွဲစဉ်ကတော့ ဒီ Burnley Leeds United ပွဲနည်းတူအရင်ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့တော့မထင်ဘူး။ကဲကျွန်တော်စနေညရဲ့နောက်ဆုံးပွဲစဉ်ကတော့ London Derby ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Fulham နဲ့ Arsenal ပါ။ Arsenal ရဲ့လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့အခြေအနေကို Fulham တွေ့ဖယ်အောင်လုပ်နိုင်မလားတစ်ချက်ကြည့်ရမယ်။ Fulham ကလည်းလက်ရှိအချိန်အရင်မကောင်းမှုဆိုပေမဲ့ Marco Silva နဲ့ Craven Cottage ကို လုံးဝအထင်သေးလို့မရပါဘူး။ ဒီတကြောင့် IEB ဒီပွဲစဉ်ကိုဖိဖိစည်းစည်းနဲ့သူ့ရဲ့ထုံးတဲ့နိုင်မဲ့ TC FC ပုံစံမျိုးအနိုင်ယူဖို့ကြိုးစားပါလိမ့်မယ်မတော်တဆတကူပြန်ပေးရကောင်းလဲပေးရနိုင်ပေမဲ့လည်းဒီလိုပွဲမျိုးတွေမှာမှအနိုင်မရရင်ကျန်တဲ့ပွဲတွေကဒီထက်ပိုပြီးခက်ခဲမှုရှိတယ်မာတင်အိုဒီကက်ဒံယာပြဿနာကြုံတွေ့နေရတယ်ဆိုပေမဲ့ကျန်တဲ့ကစားသမားရင်းနဲ့လည်းအကောင်းဆုံးရှေ့ဆက်နိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေတလက်ဆက်တယ်မိတ်ဆက်ပေးချင်တာတော့ကျွန်တော်ရဲ့အခုဗီဒီယိုကိုကူညီပံ့ပိုးထားတဲ့ Pocket မှာ iMac Question ကို၅သုံးလုံးမဲ့ Sport Exo နဲ့ One Spectator ကိုကစားလို့ရပါတယ်။မြန်မာကြီးနဲ့အသီးသန့်ကစားနိုင်တယ်လို့ဘန်းဝင်နဲ့လည်းကစားနိုင်ပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဘာပဲနဲ့6သုံးလုံး9သုံးလုံး5သုံးလုံးမှာဆက်သွယ်ဆုံးဆန်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။ Okay အဲ့တော့ကျွန်တော် Sunday ရောက်သွားပြီဆိုရင်နောက်ထပ်ကြည့်လို့ကောင်းမဲ့ပွဲစဉ်နှစ်ပွဲစောင့်ကြည့်နေပါတယ်။ပထမတစ်ပွဲကတော့ည9:00နာရီခွဲမှာရှင်ပြိုင်ကစားမယ်။ Tottenham Hotspur နဲ့ အက်စတန်ဗလာအက်စတန်ဗလာကတော့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလောက်အရင်အားကောင်းမောင်းတဲ့အခြေအနေမဟုတ်တော့ဘူးဆိုပေမဲ့လည်းစပါးရောဒုက္ခပေးနိုင်ဆိုအပြေဝရှိနေသေးတယ်။တော်တနော့စပါးရောဒီပွဲပြီးသွားရင်ချန်ပီယံလိကစားရမယ်။ဒီပွဲပေါ်မှာအပြေဝအာယုံစိုက်ပြီးကစားနိုင်မလားလဲတစ်ချက်ကြည့်ရမယ်။ဒါမဲ့လည်းကြည့်လို့ကောင်းမဲ့ပွဲတင်တဲ့ပွဲဖြစ်ပါတယ်။တနည်းအားဖြင့် လီဗာပူးနဲ့ယူနိုက်တက်ပွဲမတိုင်ခင်စောင့်ကြည့်ရမယ်ပွဲပေါ့နော်။ကဲညဘက်10နိုင်မှာဆိုရင်တော့ဒီတစ်ပတ်ရဲ့ big match တပွဲဖြစ်တဲ့လီဗာပူးနဲ့ယူနိုက်တက်တို့ကံမဲ့ပွဲစဉ်ဟာကျွန်တော်တို့စောင့်ကြိုနေမှာဖြစ်ပါတယ်။ဒီပွဲစဉ်အတွက် watch along ကိုလည်းကျွန်တော် YouTube မှာလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့လက်ရှိအချိန်မှာနှစ်သင်းလုံးကအကောင်းဆုံးအချိန်နေတော့မဟုတ်ဘူး။အထူးသဖြင့်လီဗာပူးပေါ့လေ United ကတော့အပြီးခဲ့တဲ့ရာသီတုန်းကပုံစံမျိုးပဲတည်ငြိမ်ရင်းချက်တဲ့ဟန်တစ်ခုကိုမမြင်ရသေးဘူးအိမ်ကွင်းမှာနောက်ဆုံး၃ပွဲဆက်နိုင်တာကတော့နိုင်တာတပိုင်းပဲသို့ပေမဲ့အဝေးကွင်းရောက်ရင် United ရဲ့စွမ်းဆောင်ရည်ပိုင်းကတော့အရင်အားရစရာမကောင်းတာတော့လေလက်ခံရလိမ့်မယ်လီဗာပူးကကြတော့လေသူ့ရဲ့ဟန်ချက်ကမငြိမ်သေးဘူးသို့တော့ကျွန်တော်တို့ရဲ့ဓာတ်ကိုတည်ငါလို့ပဲမှတ်ယူရလိမ့်မယ်ဒီကစားသမားတွေကြားထဲမှာအတွဲဖက်မိသွားရင်နားလည်မှုအားကောင်းသွားရင်လီဗာပူးပြန်လာမှာပါတိုးတော့တိုးရင်နေရာတစ်ခုကအဲ့ဒီပြန်လာမဲ့အချိန်ဟာအရင်ကြာသွားခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတော့အပိုင်ပဲ ဘလို့ပဲဖြစ်ဖြစ်တမိုင်းစင်လာကြီးကနှစ်သင်းလုံးဟာဒါအောင်မြင်မှုစင်လာကြီးကြီးမားခဲ့တယ်ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့တမိုင်းကြောင်းတွေအများအများကြီးရှိတယ်ဒီတို့ကြောင့်မိတို့ပင်စိုးစီကမှုလက်ရှိအခြေအနေကမိတို့ပင်ဖြစ်ဖြစ်ပြိတက်ကိုလုံးဝဆွဲဆောင်နိုင်မဲ့ပွဲကြီးပွဲကောင်းတစ်ပွဲလို့တော့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့တနေ့ကနေညရောက်သွားပြီဆိုရင် Watson United နဲ့ Brentford ပွဲစဉ်ရှိပါတယ် Watson ကလည်း Nuno Santos ကင်တွယ်နေပေမဲ့အရင်အားကောင်းတဲ့အတင်းတင်းမဟုတ်သလိုကျွန်တော်တစ်ဖက် Brentford ကလည်း နီးပြတ်သောမတ်ဖရန့်မရှိတဲ့အချိန်မှာ Kate Andrews နဲ့အရင်အားကောင်းတဲ့အတင်းတင်းမဟုတ်သေးတာကိုလည်းမှတ်ယူရပါလိမ့်မယ်ခင်ဗျကဲဒါတော့ဒီတစ်ပတ်နိုင်ငံတကာပွဲစဉ်တွေအပြီးမှာကျွန်တော်တို့စောင့်ကြည့်နေတဲ့ Premier League ပွဲစဉ်၈ပွဲစဉ်တွေကိုကြိုတင်ရင်ခုန်ခံစားဆွေးနွေးကြတာပါကျွန်တော်ညီကိုရိုးဒီပွဲစဉ်ရှင်းနဲ့ပတ်သက်ပြီးဘလို့ခံစားချက်တွေရှိတယ်လဲ comment မှာဝင်ရောက်ဝေမျှသွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရသည်ခင်ဗျအခြေသူများကြီးတင်ပါတယ်